မင်္ဂလာပါခင်ဗျရန်ကုန်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပြပါမယ်လတ်ရှုမြို့ကအချက်ပစစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ထနာချုပ်ကြီးကို MNDA ဥဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေကသိမ်းပိုက်လိုက်မှုကြောင့်ဒုတိယအချက်ပစစ်ကောင်ဆောင်စိုးဝဲဟာစစ်ကောင်စီရဲ့ရပ်ဘက်နဲ့စီးပွားရေးဆိုင်ရာအစည်းအဝေးတွေအားလုံးကိုမတက်နိုင်တော့ပဲရွှေ့ဆိုင်လိုက်ရတယ်ဆိုပါတယ်ရှခိုင်ပြည်နယ်ကဂွားမြို့ကိုအရခတ်တော်အေအေတပ်တွေမလာနိုင်အောင်ဆိုပြီးတဒါ3000တပ်မင်းကိုအချက်ပစစ်ကောင်စီကမိုက်ခွဲဖြက်စီးလိုက်ပြီး ခန့်စစ်ပြင်ဆင်နေပြန်တယ်ဆိုတဲ့သတင်းပါဝင်ဒီကနေ့နေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့လာရှုံမျိုးကအချက်ဖတ်စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကြီးကို MNDAA ဥဆောင်တဲ့မဟာမိတ်ပူပေါင်းတပ်တွေကတင်ပိုက်လိုက်မှုကြောင့်ဒုတိယအချက်ဖတ်စစ်ကောင်ဆောင်စိုးဝင်းဟာစစ်ကောင်စီရဲ့ရက်ဖက်နဲ့စီဝိုင်းဆိုင်ရာအစည်းအဝေးတွေအားလုံးကိုမတက်နိုင်တော့ဘဲရွှေ့ဆိုင်လိုက်တယ်လို့သိရပါတယ်။အဲ့ဒီအချက်ဖတ်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းဟာ လက်ရှိမှာလာရှုံမြို့ကသူတို့ရဲ့တိုင်းစစ်ဌာနချုပ်ကြီးပြန်လဲရရှိရေးကိုအသေးအတန်လုပ်နေရတဲ့အတွက်တစ်ဖက်ကအရက်ဘက်နဲ့စီးပွားရေးဆိုင်ရာအစည်းအဝေးတွေအားလုံးကိုမတက်ရောက်တော့ဘဲရွှေ့ဆိုင်လိုက်တယ်ဆိုပါတယ်ဒီကနေ့ဇွန်လ26ရက်နေ့မှာအဲ့ဒီအကြံဖတ်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းတက်ရောက်မယ်ဆိုပြီးလှုပ်ထားတဲ့နေပြည်တော်စီးပွားကူတန်းဌာနကတရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးကော်မတီ၃မြင်းဆောင်2024အစည်းအဝေးအပါအဝင်အရက်ဖက်နဲ့စီးပွားရေးဆိုင်ရာအစည်းအဝေးတွေအားလုံးကိုမတက်ရောက်တော့ဘဲရွှေ့ဆိုင်လိုက်တာဖြစ်တယ်လို့သိရပါတယ် အဲ့ဒီအကျံဖတ်ဒုတိယစစ်ကောင်းဆောင်စိုးဝင်းဟာမြောက်ရီမြို့ကိုထိုးစစ်ဆင်ဖို့ဆိုပြီးအောင်စေရစစ်စင်ရေးအတွက်မော်လမြိုင်ကတိုင်းစစ်ဌာနချုပ်မှာကိုတိုင်ထိုင်ပြီးစီမံကုတ်ခဲ့တဲ့အချိန်တုန်းကလည်းဒရုန်းဘုံထိပ်ပြီးတော့တလကျော်စေဝါကူတာမှုလုပ်ခဲ့ရတယ်လို့သူ့ရဲ့အောင်စေရစစ်ကြောင်းကလည်းအခုချိန်ထိမြောက်ရီမြို့ကိုမရောက်သေးတဲ့အပြင်အခုလည်းလာရှိုကတိုင်းစစ်ဌာနချုပ်ကြီးကြသွားတာကိုပြန်ရရေးအတွက်ဆိုပြီးတော့အစည်းအဝေးတွေပါမတက်ရောက်နိုင်တော့ပဲထတ်လုံနေပြန်ပြီလို့သိရပါတယ်ခင်ဗျ တစ်ဖက်မှာလေရခိုင်ပြည်နယ်ကဂွားမြို့ကိုအရခတ်တတော်အေအေတက်တွေမလာနိုင်အောင်ဆိုပြီးတရား၃ဆင့်ထက်မနည်းကိုအကြံပတ်စစ်ကောင်စီကမိုင်းခွဲဖျက်ဆီးလိုက်ပြီးတော့ခန့်စစ်ပြင်ဆင်နေပြန်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်အဲ့ဒီလိုအကြံပတ်စစ်ကောင်စီတက်ကမိုင်းခွဲဖျက်ဆီးလိုက်တဲ့တရား၃ဆင့်ဟာဂွားမြို့အပါဝင်ချင်းကွင်းတရက်ပင်ကွင်းစင်တင်ကလေးမှာရှိတဲ့တရားတွေဖြစ်တယ်လို့လည်းဆိုပါတယ်ဒါအပြင် ကွာမျိုးတဲမှာလဲအချမ်းဖက်စစ်ကောင်စီတက်ကစီရေးပြင်ဆင်မှုတွေအကြီးအကျယ်လုပ်နေပြန်ပြီဂိတ်တွေကိုနေရာတိုင်းချထားဓာတ်တွေ AR ဘက်ကလာတဲ့စစ်သင်းမော်တွေကနေတဆင့်လူအင်အားလက်နက်အင်အားဖြစ်တင်းဓာတ်တွေလုပ်နေပြီအရခတတော် AA လာတိုက်မှာကိုကွာမျိုးမှာရှိတဲ့စစ်ကောင်စီတပ်သားတွေကစိုးရင်ထိတ်လန့်နေကြတဲ့လူဒေသခံပြည်သူတို့ကပြောထားပါတယ်လက်ရှိမှာလဲတန်တွဲနဲ့ကွာမျိုးဂျာကမောင်ရွှေလေးရစ်တက်ကိုအရခတတော် AA ကထိုးစစ်ဆင်တိုက်ခိုက်နေပြီဖြစ်တဲ့အတွက်စစ်ကောင်စီတပ်က ကွာမျိုးအဝင်တံတား၃စင်းကိုမိုင်းခွဲဖြက်စီးပြီးတော့ကွာမျိုးမှာသူတို့ရဲ့နောက်ဆုံးခံတပ်အဖြစ်ခံစစ်ပြင်ဆင်နေတာဖြစ်ပြီးအဲ့ဒီကွာမျိုးဟာ ARD တိုင်းနဲ့ဆက်ဆက်နေတဲ့ရခိုင်ပြည်နယ်ရဲ့အစွန်ဆုံးမြို့လဲဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျဒီတခါမန္တလေးတိုင်းဘက်မှာတော့စီမီကုံမြို့မှာ40မမတနက်ကင်မီတောင်းညမ်းနေတယ်အချမ်းပတ်စစ်ကောင်စီတပ်သားတအုပ်ကိုဒေါ်လိုင်းရဲဘော်တွေကမြို့ပေါ်မှာပဲဝင်ရောက်လုံထွေထိုးချိတ်ပြီးတနက်ကိုလူယူနိုင်ခဲ့တယ်လို့ အဲ့ဒီစစ်သားကိုလည်းပြစ်ခတ်ရှင်းလင်းလိုက်တဲ့အတွက်ပွဲချင်းပြီးကိုသေသွားပြီလို့တော်လန်ရေးတရင်ရေးမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်ဇွန်လ18ရက်နေ့ကပဲစီမီကုန်မြို့ပေါ်ကဝါတောင်ဖုန်ကြီးကျောင်းအနီးမှာအမြဲတမ်း40မမအောက်တွဲလောင်ချတနက်တလက်ကင်ဆောင်ပြီးတွာလာပေါင်းကျန်းနေတယ်အချက်ဖတ်စစ်ကောင်စီတပ်သားတအုပ်ကိုငစုံမြို့နယ်ဇာမလီပျောက်ကြားတပ်ဖွဲ့ရဲဘော်တွေနဲ့ငင်းညံခိုင်အမှတ်1တရင်ရဲဘော်တွေကနေသူ့ရဲ့တနက်ကိုပါလိုချင်တာနဲ့ဝင်းရောက်လုံထွေထိုးချိတ်ပြီးတနက်ကိုရအောင်လုပ်ယူနိုင်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတနက်ကိုလူယူပြီးတာနဲ့အမြဲတစေတနက်လွယ်ပြီးတောင်းညံ့နေတဲ့စစ်ကောင်စီတပ်သားကိုတော်လန်ရေးရပ်ပေါ်တွေကတခါတည်းပြစ်ခတ်ရှင်းလိုက်တဲ့အတွက်ပွဲချင်းပြီးကိုသေသွားတဲ့အပြင်သူစီက40မမပူတွဲတနက်ကိုလည်းရခဲ့တယ်လို့တော်လန်ရေးသတင်းရင်းမိကပြောထားပါတယ်ခင်ဗျအခုတခါချင်းပြည်နယ်ဘက်မှာတော့ထန်တလန်မြို့ပေါ်ကအကြံဖက်စစ်ကောင်စီတပ်သားတအုပ်နဲ့ရဲတအုပ်ဟာလက်နက်ခဲယမ်းတွေယူလာပြီးချင်းပြည်နယ်အစိုးရအဖွဲ့အစည်းမှအလင်းဝင်ရောက်လာတယ်လို့ CDF ထန်တလန်တပ်ဖွဲ့စီကနေသိရပါတယ် ဇူလိုင်လ25ရက်နေ့ဖြစ်တဲ့မနေ့ကပဲထန်တလန်မြို့ပေါ်မှာတက်ဆွဲထားတဲ့အကြက်ဖက်စစ်ကောင်စီတက်ကတပ်သားတအုပ်နဲ့ရဲတအုပ်ဟာစစ်ကောင်စီလက်အောက်မှာတာဝန်မထမ်းကျင်တော့တဲ့အတွက်ပြည်သူတော်လှန်ရေးမှာပါဝင်ခြင်းနဲ့ဆိုပြီးသူတို့ကိုင်ဆောင်တဲ့လက်နက် KN တွေနဲ့အတူချင်းမီနယ်အစိုးရအဖွဲ့အစည်းမှာအလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလိုလက်နက် KN နဲ့အတူအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးကိုချင်းမီနယ်အစိုးရအဖွဲ့ကနေတအုပ်ကိုငွေကျပ်350စီချီးမြှင့်ပေးခဲ့တယ်လို့လဲ CDF ထန်တလန်တပ်ဖွဲ့စီကနေသိရပါတယ်ခင်ဗျာ ဒီတစ်ခါဆက်ချင်တာကတော့အကြံဖက်စစ်ကောင်စီဘက်ကအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုတိုးတက်မှုမရှိရင်စစ်ကောင်စီခေါင်းဆောင်ပိုင်းကိုအာဆီယံထိပ်သီးနဲ့ဆက်ဆက်အစည်းအဝေးတွေအတွင်းတက်ခွင့်မပေးဘူးလို့အင်ဒိုနီးရှားနိုင်ငံသားရဲ့ဝန်ကြီးကပြောလိုက်ပြန်ပါတယ်။လက်ရှိမှာလည်းအာဆီယံကမြန်မာစစ်ဘုတ်ချုပ်တွေကိုအာဆီယံထိပ်သီးအစည်းအဝေးနဲ့နိုင်ငံသားရဲ့ဝန်ကြီးများအစည်းအဝေးတွေကိုတက်ခွင့်မပေးဘဲကန့်သတ်ထားတယ်လို့နိုင်ငံရေးမဟုတ်တဲ့အစ်စ်မှာပဲဆက်ထားမှာဖြစ်တယ်လို့အင်ဒိုနီးရှားနိုင်ငံသားရဲ့ဝန်ကြီးကပြောလိုက်ပါတယ်။အဲ့ဒီလို့ နိုင်ငံရေးမဟုတ်တဲ့အဆင့်မှာတက်ရောက်နေရတဲ့မြန်မာကိုယ်စားလှယ်ကလည်းအရာအလုံးအဆင့်ပြည်နေတဲ့ဆိုပြီးပြောနေတာတွေ့ဟာမြေပြင်အခြေအနေမှာလုံးဝမဟုတ်ဘူးလို့အင်ဒိုနီးရှားနိုင်ငံသားရေးဝန်ကြီးကထပ်မံပြောဆိုထားပါသေးတယ်။လက်ရှိစစ်ကောင်စီဘက်ကအာဆီယံဘုတ်ဘောတူညီချက်၅ချက်ကိုလိုက်နာမှုမရှိရင်တော့စစ်ကောင်စီခေါင်းဆောင်ဘိုင်းကိုအာဆီယံထိပ်သီးနဲ့ဆက်ဆက်အစည်းအဝေးတွေမှာတက်ခွင့်မပေးဘူးလို့အင်ဒိုနီးရှားနိုင်ငံသားရေးဝန်ကြီးကပြောထားပြန်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ ဒါကတော့ရန်ကုန်ခေတ်တက်ကနေဒီနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ